တတ်မှတ်ချက်၅ချက်နဲ့ပြည်စုံတဲ့လက်တွဲပေါ်ရှာရင်အသက်ကြီးခဲ့ရတယ်။အစင်းနဲ့မတူတဲ့လူသားနှစ်ယောက်ရဲ့ရေခုံတန်တူညီတဲ့ချက်ချင်းတရားအသက်ရွယ်ကွာဟမှုခံယူချက်ကွာဟမှုအစင်းတန်းကွာဟမှုကိုပုံဖော်တဲ့ရုပ်ရှင်တွေရဲ့အကြောင်းပင်လာပါကျွန်တော်ရဲ့ success movie ကနေဒီတစ်ပတ်မှာကြည့်ရှုသူပရိသတ်တွေကိုဘဝရဲကမတူညီတဲ့တွေ့ဆုံမှုတွေအကြောင်းကိုတရုပ်ဖော်ထားတဲ့ရုပ်ချက်ဆက်ကားတွေကိုကြည့်ရှုဖို့ညွှန်ပေးသွားမှာဖြစ်ပါတယ် တို့ရဲ့ဘဝမှာဆိုရင်ဒါလူတွေတယောက်နဲ့တယောက်ပုံစံချင်းလဲမတူကြသလိုစိတ်နေသဘောထားချင်းတတ်မှတ်တဲ့အတွေးခေါ်ယူဆပိုင်းတွေကလည်းအဲကွာခြားနိုင်ပါတယ်မတူညီတဲ့လူတွေနဲ့တွေ့ဆုံပြီးတော့မှပေါင်းစပ်ဖို့ကြိုးစားတဲ့အခါမှာလည်းအခက်အခဲတွေပြဿနာတွေပြီးတော့နားလည်မှုလွဲသွားတာတွေအများကြီးရှိတတ်ကြပါတယ်ဘဝအခြေအနေတွေခြားလွန်းတဲ့လူသားနှစ်ယောက်ရဲ့တွေ့ဆုံမှုကြောင့်ကိုဒါရုပ်ရှင်ဇာတ်ကားထဲမှာလည်းကျွန်တော်တို့ခဏခဏကိုမြင်တွေ့ရလေးရှိပါတယ်အဲ့ဒီဘက်ကကျွန်တော်ပထမဆုံးညှို့ပေးခြင်းတဲ့ဇာတ်ကားကတော့ Sandra Ganna ဆိုတဲ့အချစ်တေးဥပ္ပေါ် drama ဇာတ်ကားပဲဖြစ်ပါတယ် ဇကားကြောင်းပြောရမယ်ဆိုလို့ရှင်တော့ဒီဇကားထဲမှာစစ်တားဆိုတဲ့လူမျိုးကြီးတယောက်ကအသက်30ကျော်ပြီးတဲ့နောက်ပိုင်းမှာဘူးစာဘက်ကိုရှာတွေ့နိုင်မှုတက်သူခက်ခဲဖြစ်လာတယ်ပေါ့နော်သူဒါလက်ထက်ချင်တဲ့မိကလေးတွေကလည်းတဖြည်းဖြည်းနဲလာတယ်။သူကိုယ်တိုင်ကလည်းဒါဖူးစာဘက်အတွက်စံနှုန်းတက်မှတ်ချက်တွေနဲ့ရွေးချယ်လေးရှိတဲ့အတွက်ကြောင့်မလို့အဆင်မပြေပဲဖြစ်နေရပေါ့။သူ့ရဲ့စံနှုန်းတွေကတော့ဒါသူလက်ထက်မဲ့မိကလေးကမျက်လုံးနဲ့စကားပြောနိုင်ရမယ်။ချောကလက်ရဲမကြိုက်ရဘူး။ပြီးတော့တငယ်ချင်းများများရှိရမယ်။အတွေးခေါ်ကောင်းရမယ်။ပြီးတော့တိခတ်နိုင်ရမယ်။ နည်းနည်းတော့ထူကြရတော့ तू လိုချင်တဲ့အချက်လက်တွေကအဲ့တော့အသက်30ကျော်လူပြိုကြီးဖြစ်တဲ့ခါကျတော့နည်းနည်းလေးတော့စည်းစားကြောင်ပဲလို့တော့ထင်ပါတယ်အဲ့တော့အဲ့ဒီ၅ချက်လုံးနဲ့ तू ကကြိုက်နေမှာလက်ထပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားရပါတော့တကယ်တော့ तू အဲ့ဒီ၅ချက်နဲ့ကြိုက်နေဖို့ရွေးချယ်တာကလည်းဘာလို့လဲဆိုတော့ तू ចောင်းသားဘဝတော့ဆိုလို့ရှိရင်ကြိတ်ပြီးကြွေးခဲ့ရတဲ့ကောင်းမလေးတယောက်ရှိတယ်အဲ့ကောင်းမလေးရဲ့နာမည်က Visionavi အဲ့သူ့ရဲ့အမှုအကျင့်တွေနဲ့တူတဲ့သူကို तू လိုက်ရှာတာအဲ့ကလေးဘဝတော့ကသူចောင်းမှာကြွေးခဲ့ရတဲ့ကောင်းမလေးကိုမရခဲ့တဲ့အတွက်ကြောင့်မလို့ तू ကပုံစံတူရဲ့မိတ်ကလေးကို အိမ်အောင်ပဲဖြစ်ရွေးဖို့စိတ်ကူးရင်နေရပါအဲ့တော့မိဘတွေကလည်းဒါသားဖြစ်သူကိုအချိန်ရှိဆုံးအိမ်အောင်ပြုပေးဖို့အဲကြိုးစားတယ်ဒါပေမဲ့စစ်တားကလည်းသူ့ရဲ့ဆန်နှုံးလေးနဲ့တိုင်းတာပြီးတော့မှမကိုက်နေလို့ရှိရင်သူကပယ်ချပြစ်တယ်ပေါ့အဲ့တော့အိမ်အောင်ဘက်ကိုရွေးတဲ့နေရာမှာဂျေးများလုံးတဲ့အတွက်ကြောင့်မလို့သူ့မိဘတွေကလည်းစိတ်ကုန်ပြီးတော့မှနောက်ဆုံးမှာတော့ပြောမရတော့လွတ်ထားလိုက်တော့တည့်ရက်မှာဒါလေစိတ်မှာသူ IR ဆိုတဲ့မိကလေးတယောက်နဲ့သူမတော်တဆတိုက်မိပြီးတော့အဲစကားလေးပါလေး never ပြောပြစ်သွားတယ်ပေါ့ဗျာအဲ့ကောင်မလေးကသူ့ရဲ့ဆန်နှုံး၅ချက်နဲ့ အပြည့်စုံနေတယ်လို့သူကထင်သွားတယ်အဲ့တော့သူသဘောကျပြီးတော့မှရင်းနှီးဖို့စပြီးတော့ကြိုးစားပါတယ်ကောင်မလေးနေတဲ့နေရာကိုသူခက်ခဲခဲစုံစမ်းနေတဲ့အခါမှာတကယ်ချင်းနေရာလေအဲ့ဒါကိုသိသွားတယ်ပေါ့နော်ပြီးတော့အဲလူပြိုကြီးကိုဒါမိမရအောင်လို့ဆိုပြီးတော့ဝိုင်းပြီးတော့ဒါအာတက်တရောကူညီပေးကြတယ်နောက်တော့အဲ့ဒီကောင်မလေးကသူ့တငယ်ချင်းចောင်းဆရာစီမှာစာတင်နေတဲ့တက္ကသိုလ်ចောင်းသူတပည့်မလေးမှသူတိလိုက်ရတယ်။အဲ့တော့သူကဒီဆက်ဟိုတော်တော်လေးလွယ်သွားပြီ။အဲ့မှာစပြီးတော့မှစစ်တာအចောင်းကိုခဏခဏသွားတယ်။အဲ့ကောင်မလေးနဲ့သူခင်မင်းအောင်နီလန်မျိုးမျိုးတုံးပြီးတော့မှဂျူးစားတယ်ပေါ့နော်။အဲ့လိုမျိုးတုံးနေတဲ့အတွက်ကြောင့်မလို့သူ့တငယ်ချင်းတွေကလည်းတော်တော်လေးအံ့ဩနေကြတယ်။ ကိုတက်ဒါအသက်တဝက်လောက်ငယ်တဲ့ကောင်မလေးကိုအဲဒုက္ခခံပြီးမပြောလဲမို့နားချခဲ့ပေမဲ့လဲစစ်တပ်ကတော့လုံးဝဘသူစကားမှနားမထောင်ဘာလို့လဲဆိုတော့ငါးချက်နဲ့ကိုက်ညီတဲ့ကောင်မလေးကိုတွေ့သွားပြီပေါ့အသက်ကြီးရဲ့အချိန်မှာသူလိုချင်တဲ့ပုံစံနဲ့တကယ်ကိုက်ညီရဲ့မိကလေးကိုတွေ့လိုက်ရတဲ့အခါမှာဆိုလို့ချင်းသူ့ရဲ့နှလုံးသားကလည်းပြန်ပြီးတော့မှနုပြူသွားတယ်သူ့ရဲ့အဲပြောဆိုဆက်ဆံပုံတွေကလည်းအရင်နဲ့မတူတော့ဘူးပေါ့နော်အချစ်နဲ့ထိပ်ပြီးရတာလူရဲကဆက်ကြောသက်ဖြစ်သွားတယ်ဆိုတဲ့အတိုင်းပေါ့အဲ့တော့ဒါပေမဲ့လဲမထင်ထားတဲ့အချိန်တွေတခုကတော့သူ့စီကိုရောက်လာခဲ့တယ်အိုင်ရာကကြတော့သူကြိတ်ကြွေခဲ့တဲ့ ဗစ်နာဗီရဲ့တမီးဖြစ်နေဆိုတော့အဲ့ချိန်ညမှာတိလဲရတယ်ပေါ့နော်အဲ့တော့ကိုတစ်ဖက်သက်ကြိုက်ခဲ့မှုတဲ့ကောင်းမလေးရဲ့တမီးကိုပြန်ပြီးတော့မှလက်ထက်ခွင့်ရဖို့ကြိုးစားနေရတဲ့စစ်တားရဲ့အဖြစ်ကကြတော့လေသူပြန်စစ်နိုင်လဲကိုကိုလိပ်ပြမလို့လို့သူခံစားနေရတယ်ပေါ့နော်အသက်ကြီးမှရေးသားရှာနေရတဲ့သူ့ဘဝကိုလည်းသူမျက်နှာပူပြီးတော့မှရှက်နေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲသူ့ရဲ့ရိုးသားပြီးတော့ဂျင်နာတက်တဲ့နှလုံးသားကိုကြတော့လေဒီအိုင်ယာရဲ့ဘက်ကလည်းနားလေခံစားမိရတဲ့အကြောင်းမလို့ကောင်းမလေးရဲ့ဘက်ကလည်းသူ့ပုံမှာတန်ရုံးစင်ပြန်ပြီးဖြစ်လာ အဲနောက်ဆုံးကြတော့ဒါ IR ကိုလက်ထပ်ဖို့စိတ်ကူးထားတဲ့စစ်သားတယောက်ဘာတွေကိုထပ်ပြီးတော့မှရေဆိုင်ကြုံတွေ့ရစစ်သားချစ်ကြွေခဲ့ရတဲ့ဘစ်နာဘီကရောတမိဖြစ်တဲ့သူကိုကိုနဲ့တက်တူရွယ်သူတငယ်ချင်းနဲ့သဘောတူပေနိုင်ပါမလား အသက်အရွယ်ကွာခြားမှုတွေကဘယ်လောက်ထိရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်လဲဒါရီကိုဇလန်ထဲမှာတော့ဒါစိတ်ဝင်စားပွဲရာကြီးစုခံစားမှာဖြစ်ပါတယ်ဒီဇလန်မှာဆိုလို့ရှင်တော့မင်းသားနာရာရူဟိတ်ကနေပြီးတော့မှအဓိကပါဝင်ကြုပ်ဆောင်ထားပြီးတော့မှမင်းသမီးစရီဒေးဗီဘီဂျေကူမာနဲ့မင်းသမီးတလေးဖြစ်တဲ့ဘာဒီဘက်ထာနီတို့ကနေပြီးတော့မှအကောင်းဆုံးပါဝင်ကြုပ်ဆောင်ပေးထားပါတယ်ဒါရိုက်တာအနေနဲ့ကတော့ဘင်ကဒေးနမ်မာလာပူဒီကဇန်ညိုအနေနဲ့ရောဒါရိုက်တာအနေနဲ့ပါရေးသားပုံပေါ်ပြီးတော့ရိုက်ကူးခဲ့တာဖြစ်ပါတယ် စန္ဒရန်ကန်နာဆိုတဲ့ရုပ်ရှင်ကိုတော့ဒါကျွန်တော်တို့ရဲ့ Fortune TV ကနေနိုဝင်ဘာလ22ရက်နေ့တောက်ကြနေည9:00နာရီအချိန်မှာထုတ်လင်းပြသပေးတော့မှာဖြစ်လို့ပရိသတ်တွေကိုစောင့်မျှော်ချင်နိုင်ကြအောင်ကိုတင်ပြကောင်းပါချင်ပါတယ်။နောက်ထပ်ကျွန်တော်ထပ်ပြီးတော့မှရွေးချယ်ထားတဲ့ဇာတ်ကားကတော့ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ The Heart 2ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကကြတော့အဲ့လိုမတူညီတဲ့အတိုင်းဝိုင်းတစ်ခုကချစ်သူနေရောင်ရဲ့အခက်အခဲတွေကိုပုံပေါ်ထားတဲ့အချစ်သေးဥပ္ပေါ်ဇာတ်ကားတကားလည်းဖြစ်ပါတယ်။စကားကြောင်းပြောရမယ်ဆိုရင်တော့ဒီဥပရေပညာရည်တွေကိုတင် जा ပေးနေတဲ့နာမည်ကြီးကောလိပ်တစ်ခုမှာနီလစ်ဆိုတဲ့ចောင်းသားတယောက်ရှိတယ် လီလစ်ကဒါတာမန်စင်းသားရက်ကွက်မှာနေထိုင်ပြီးတော့မှချွတ်ချွတ်တဲနဲ့ကြီးပြင်းလာရတဲ့တာမန်လူငယ်လေးတယောက်ပါပဲအားလုံးသိကြတဲ့အတိုင်းပဲဒီအိန္ဒိယနိုင်ငံမှာတော်တော်လေးဒါဇက်နှင့်ဇက်မြင့်ခွဲခြားတတ်တဲ့ယူဆတွေကခုချိန်ဒီကိုကျင်းသုံးနေတော့မှဖြစ်တယ်ဗောနော်အနီလစ်ကကြတော့လေအဲ့လိုဇက်နှင့်တိုင်ဝိုင်းတွေကဖြစ်တဲ့အတွက်ကြောင့်မလို့เจ้าမှာတချို့เจ้าသားတွေရဲ့ခွဲခြားဆက်ဆံတာကိုခံရပြီးတော့မကြာခဏအနိုင်ကျင့်ခံရနေရှိတယ်သူမိဘတွေကကြတော့လေဒီအောက်ခြေတာမန်လူရင်းသားတွေဖြစ်တဲ့ခါကြတော့အဲ့လိုကြုံရကြပန်းအလုပ်တွေကိုပဲလုံခြုံနေရပါဗော သူ့ရဲ့အဖေကကြတော့ဒီပွဲလမ်းတပင်းတွေမှာမိမလိုဝတ်စားပြီးတော့ကပြရတဲ့အကားသမားဖြစ်ကိုလောက်ကင်တယ်။အဲမိသားစုတော့အဲ့အလုံးနဲ့ပဲထောက်ပံ့ပေးခဲ့တယ်။အဲ့တော့သူတို့မိသားစုကဒီနှင်းကြပြီးတော့သူများအနေခံဘွားနဲ့ကြီးပြင်းလာခဲ့ရတဲ့အတွက်ကြောင့်မလို့ဒီလစ်ကလည်းသူ့ဘွားကိုသူပို့ပြီးတော့မခံချင်တဲ့စိတ်နဲ့ကြိုးစားရယ်ပေါ့နော်။ကျောင်းမှာလည်းသူကစာတော်ပြီးတော့အရေးချင်းရှိတဲ့ရှင့်နေတယောက်ဖြစ်လာဖို့အမြင်နဲ့မျှော်လင့်ပြီးတော့သူစိတ်ကူးရှင်နေတယ်။အဲ့ကံကောင်းတာလားကံဆိုးတာလားမသိပင်မဲ့ကျောင်းမှာဗီတရှာဆိုတဲ့အထက်တန်းကတထေးသမီးတယောက်နဲ့ကသူကတငယ်ချင်းဖြစ်ခွင့်ရလာခဲ့။ ဗြိတိရှားကကြတော့ယူသားတယ်စိတ်ထားကောင်းတယ်ဆိုရယ်နီလစ်ကိုသူအစင်းနဲ့မခွဲဘဲနဲ့အရင်နည်းနည်းပဲဆက်ဆံပေးတယ်အဲပြီးတော့တယောက်နဲ့တယောက်ကလည်းတန်ရုံးစင်လေးရောဖြစ်နေရပေါ့ဇနိမ့်ဇံမြင့်ခွဲကြနေတဲ့ပုံဝင်ရဲ့အတိုင်းဝိုင်းမှာကြတော့သူတို့နှစ်ယောက်ရဲ့အခြေရေးစတင်တဲ့အခါမှာအဲ့လိုမတူညီတဲ့စူးညောင်နေပြီးတော့မတူညီတဲ့ခွဲပြားမှုတွေပေါ့နော်ဘလို့မှအောင်မဖြစ်နိုင်တဲ့အခြေအနေတခုကိုသူတို့စိတ်ကူးရင်နေတယ်ပဲပြောရမှာပေါ့တင်းမှာကြတော့ဒီဗြိတိရှားကသူ့မရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက်ဒါနီလစ်ကိုဖိတ်လိုက်တယ်အမင်္ဂလာဆောင်မှာဗီနီရှားနဲ့ရင်းနှီးတဲ့ဆွေမျိုးအတိုင်းဝိုင်းတွေက အနီလစ်ကိုပေါ့နော်သူတို့နဲ့ဒါအဆင့်တည်းမတူတဲ့ကြောင့်မလို့လုံးဝတိုက်ခိုက်ပြီးတော့သူမနဲ့မပတ်သက်ဖဲနဲ့ဝဝင်းနေဖို့တတိပေးလိုက်တယ်။အဲနောက်တော့ကြောင်းပါပါတခြားတန်းမော်တွေကကိုနဲ့အဆင့်တည်းမတူတဲ့မိကလေးကိုရဖို့ကြိုးစားနေတဲ့သူ့ကိုဒါလှောင်နေသူပြဿနာရှာပြီးတော့အနိုင်ကျင့်နေအဲ့ဒါမျိုးဖြစ်လာရပေါ့နော်အဲကြောင်းမှာရဲခဏခဏဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အဖေကိုရုံငန်းခေါ်တွေ့ရဲ့အချိန်မှာကျတော့သူ့ဖေကဒီမိမလိုဝစ်စားပြီးကားပြရတဲ့အလုပ်ကံကြောင့်ထပ်ပြီးတော့မှရှက်ခွဲခံရတဲ့အတွက်ကြောင့်မလို့သူ့အတွက်အဲ့လိုနာကြီးစရာတွေပို့ပြီးတော့မှဖြစ်လာခဲ့တာပေါ့နီလစ်ကကြတော့ဒီဇက်မြင့်ဖြစ်တဲ့ဗီနီရှားကိုဆွတ်လွတ်ပြီးတော့ ကိုဘွားရှိရတာစူးစမ်းရင်းနဲ့အကောင်းဆုံးအတော်ဆုံးရှေ့နေတယောက်ဖြစ်ဖို့စူးစမ်းဖို့အတွက်ပဲသူဆုံးဖြတ်လိုက်တော့တယ်။ဒါမှလည်းသူတို့နှစ်ယောက်ရဲ့အခြေအကကြတော့အဲ့လိုလွန်လွန်နဲ့မေ့ဖြောက်လို့မရအောင်တန်ယုံစင်နေရတော့ခိုင်မာနေတဲ့အနေအထားမျိုးပေါ့။ဘလို့မှနှိမ့်လို့မရအောင်ဝေးကွာလို့နဲ့အတိုင်းဝိုင်းနှစ်ခုရဲ့ဂျားမှာချစ်သူနှစ်ယောက်ရဲ့ဒီဆက်ခွင်းကတဖြည်းဖြည်းနဲ့အဲ့လိုစိန်ခေါ်မှုတွေပို့ပြီးတော့များလာခဲ့တယ်။နောက်ဆုံးတော့ဒါသူ့အနေနဲ့အစင်တန်းခွဲခြားမှုတွေကိုအရှုံးမပေးဘဲနဲ့အနိုင်ယူခြေဖြတ်ဖို့သူစပြီးတော့စူးစမ်းတော့တယ်။ နီလီတယောက်ကဒါအထက်တန်းလောက်အတိုင်းဝိုင်းတစ်ခုလုံးကိုအနိုင်ပိုင်းပြီးတော့မှဗီဒီရှာကိုသူတကယ်အရှာယူပြီးတော့လက်ထပ်သွားနိုင်သူဘဝရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ရှေ့နေကောင်းကောင်းတယောက်ကိုသူဖြစ်ခွင့်ရနိုင်ပါဇလဲရဲ့ဆုံးမှာဘလို့အနေရည်ဘလို့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖြစ်ရှင်းသွားမလဲဆိုတာကိုဒီဇက်ကားထဲမှာဆိုလို့ရှိရင်ပြည်သက်တွေနဲ့ကြီးစုခံစားရမှာဖြစ်ပါတယ် တရုတ်ရှင်ကိုတော့ဒါရိုက်တာရှာစီယာအေဗာကနေရိုက်ကူးတင်ဆက်ခဲ့တာဖြစ်ပြီးတော့အရှိတိုင်းရဲ့ဇနိဇမြင့်ခွဲခြားတဲ့ရည်ကြီးမှုတွေကြောင့်ကိုဒီဇက်ကားထဲမှာဆိုလို့ရှိရင် ပြပြဖြစ်ဖြစ်သေးဥပေါ်ပြတ်တာထားတာဖြစ်ပါတယ်။ဒုဆောင်နေနေနဲ့ဆိုလို့ရှိရင်တော့မင်းသားဆစ်ဟက်ချာတူဘီဒီနဲ့အတူမင်းသမီးထရီပရီဒမ်မီတို့ကနေပြီးတော့မှအဓိကပါဝင်ဒုဆောင်ထားကြတာဖြစ်ပါတယ်။ဒီရှင်နဲ့ပိတ်သက်တွေအတွက်ကတော့ဒါဟာရက်2ဆိုတဲ့ရုပ်ရှင်ကိုတော့ကျွန်တော်ရဲ့ Fortune TV Channel ကနေနိုဝင်ဘာလ23ရက်နေ့တနင်္ဂနွေနေ့ည9:00အချိန်မှာထုတ်လင်းပြသပေးတော့မှာဖြစ်ပါတယ်။ နောက်ထပ်ကျွန်တော်ထပ်ပြီးတော့မှရွေးချယ်ပေးခြင်းတဲ့ဇက္ကားကလည်းဒီနှစ်ထဲမှာပဲထပ်ပြီးတော့ထွက်ရှိလာတဲ့ဇက္ကားတကားပါဇက္ကားရဲ့နာမည်ကတော့ဂျူနီယာပါဇက္ကားရဲ့မျိုးစားကတော့ဒီကမရီဒရမာရုပ်ရှင်ဇက္ကားမျိုးစားမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်ဇလန်ကျောင်းလေးကိုတွားလိုက်ရအောင်ဒီနေပညာကောလိပ်ကျောင်းတစ်ခုမှာဆိုရင်အာဘီဆိုတဲ့ကျောင်းသားတစ်ယောက်ရှိတယ်သူကကျတော့အဲ့လိုသူများကျောင်းသားတွေကိုစာသင်ဖို့တက်တက်ပဲကျောင်းတက်နေရမဟုတ်ပေါ့နော်ကျောင်းသားဘဝမှာဆိုရင်သူမလုပ်ဘူးတာတွေအားလုံးကိုလုပ်ကြည့်ဖို့စိန်ခေါ်မှုအစ်စ်တွေကိုစမ်းသပ်ဖို့ပြီးတော့အဲ့လိုအတွေ့အကြုံထူးထူးခြားခြားတွေလိုချင်လို့သူကကျောင်းတက်နေရတယ် တကယ်တော့လေသူ့အတွက်အဲ့တော့ထူးဆန်းတယ်ဆိုတဲ့ကိစ္စတွေကသူများတွေရဲ့ကြုံနေချက်ပုံမှန်ကိစ္စတွေပဲဖြစ်နေတာပေါ့။အာဘီရဲ့မိဘတွေကကြတော့အသက်ကြီးမှခလေးရတဲ့အတွက်ကြောင့်မလို့အဖေနဲ့သားရဲ့ကြားမှာ generation gap တခုဖြစ်နေရပေါ့။သူ့ဖေကကြတော့လေအဲ့လိုခက်နဲ့တော်တော်လေးကိုဝေးကွာနေခဲ့။ငယ်ငယ်လေးကအဲ့လိုတခြားကလေးတွေလိုလွတ်လပ်ခွင့်မရဘဲနဲ့သူကစီးကဲနေကြမှာပဲရှင်သန်ခဲ့ရတာလို့ရှိရပေါ့နော်။သူ့မိဘတွေကကြတော့အသက်ကြီးမှခလေးရလာတဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်ကစနောက်တောင်လည်းသူခံခဲ့ရတယ်။ တရားမပြောင်းသူကောင်းမဖြစ်ဆိုလိုပဲပေါ့နော်သူတို့ရဲ့သားကိုတခြားကလေးတွေရဲ့ရှားမှာမျက်နှာငယ်မှာစုလို့စုပြီးတော့ဒီပတ်ဝန်းကျင်အဟောင်းစွန့်ခွာပြီးတော့ဒေတာအစ်ကိုပြောင်းချွေ့ချင်ကြဖို့သူတို့ဆုံးဖြတ်လိုက်တယ်ခကြီးထွက်လာရင်လည်းလန်ဒဝက်အရောက်ဒီကားပေါ်မှာပဲအာဘီကိုမွေးဖွားခဲ့ရတယ်အဲသူ့မိသေးဆုံးပြီးရဲ့နောက်ပိုင်းမှာအဖေဖြစ်သူကပဲအာဘီလေးကိုအဖေလိုရောအမေလိုပါသူတို့စောင့်ရှောက်ခဲ့အဲတာဖြစ်သူကိုထပ်ပြီးတော့အဆုံးရှုံးမခံနိုင်တဲ့အတွက်ကြောင့်မလို့အရွယ်ရောက်တဲ့အထိနောက်ကနေတကောက်ကောက်လိုက်ပြီးတော့ဂလူးဆိုင်နေတဲ့အတွက်ကြောင့်မလို့အာဘီကကလေးဘဝကိုအပြည့်အဝမခံစားခဲ့ရပါဘူး အဲကောလိပ်ကျောင်းသားရွယ်မှာကျတော့အရင်တုန်းကမလုပ်ဘူးတာတွေသူအကုန်လုပ်ကြည့်မယ်ဆိုပြီးတော့မှဆုံးဖြတ်ရင်းနဲ့အတန်းထဲမှာဒါခွာကြကြကျောင်းသားတယောက်သူဖြစ်လာတယ်။ဘဝမှာတော့ဒါရုပ်ရှင်တစ်ခါမှမကြည့်ဘူးတဲ့အတွက်ကြောင့်မလို့ကျောင်းပြေးပြီးတော့ရုပ်ရှင်သွားကြည့်တယ်။အရင်မဖြစ်ဘူးလို့အတွေ့အကြုံရအောင်သူရန်ဖြစ်ကြည့်တယ်။လိုင်းကားမစီးဘူးလို့လိုင်းကားစစ်ကြည့်တယ်။အဲ့လိုမျိုးသူမလုပ်ခဲ့ရတာတွေသူလိုက်ပြီးတော့လုပ်ကြည့်နေရမှာနော်။တကယ်မှကျတော့ဒီလိုင်းကားစီးနောက်ကိုသူကနောက်ကနေပြေးတဲ့နဲ့တုတ်ကြမလို့ဖြစ်တဲ့အချိန်မှာအကောင်မလေးတယောက်နဲ့သူဆုံးခဲ့အကောင်မလေးရလေအရန်ကိုချစ်စရာကောင်းတဲ့အတွက်ကြောင့်မလို့သူကရီးစားထားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့ဒီကောင်မလေးရဲ့နာမည်ကကျတော့ smoothie တဲ့ အတဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ကအဲ့လိုရင်းနှီးသွားရပေါ့ဗျာနောက်တော့သူတို့တဖြည်းဖြည်းတန်ရောစစ်တွေဖြစ်ပြီးတော့ချစ်သူတွေဖြစ်လာခဲ့စပူတီကကြတော့လေအဲ့လိုခံယူချက်ကလေးနဲ့ပြီးတော့မှစီးနဲ့ကန်နေနေခြင်းနဲ့မိကလေးတယောက်ကဖြစ်နေပြန်ပါတယ်အဲ့လိုဘဝမှာဒီဘက်ကလည်းမလွတ်လပ်ဘူးလို့ပေါ့ပေါ့ပါနေခြင်းနဲ့အာဗီနဲ့ဒီဘက်ကစီးနဲ့ကန်နေနေတဲ့သူကောင်မလေးနဲ့ဂျားမာချစ်သူရဲ့အဲ့လိုဆုံးမစကားနဲ့ထိန်းချုပ်တာကိုသူထက်ပြီးတော့ခံရတယ်ပေါ့နော်အဲ့တော့ဟိုငယ်ငယ်တုန်းကလည်းမိဘတွေရဲ့ထိန်းချုပ်တာကိုခံရတယ်အခုကြီးရော်လဲတာရီးစားထိန်းချုပ်တာကိုသူထက်ပြီးတော့ခံရတဲ့ပုံစံမျိုးဖြစ်နေရပါဘို့ ်အဖခင်ရဲ့လောင်းရိပ်အောက်ကမလွတ်မြောက်သေးတဲ့အချိန်မှာပဲဒီချစ်သူရဲ့လောင်းရိပ်ပါထက်ပြီးတော့မိရတဲ့အတွက်ကြောင့်မို့သူကလည်းတော်တော်လေးစိတ်သက်သာသွားတယ်ပေါ့နော်အဲအကြောင်းပြီးလို့ဒီနေပညာ engineer ပွဲရတဲ့အခါမှာသူက software company တစ်ခုမှာအလုပ်ဝင်လိုက်တယ်အလုတ်ခွင့်မှာကြတော့ဒီ company pension တထေးကြီးရဲ့တမီးက manager ယာရုနဲ့တာဝန်ယူပြီးတော့လုပ်ငန်းတစ်ခုလုံးကိုသူကဥဆောင်ပြီးတော့မှလုပ်ကင်တယ်။အဲသူ့အတွက်ကန်ဆူရဲပဲပြောအောင်မလားပဲပေါ့နော်။အဲ့ဒီယုံက manager မမကြီးရာလဲကဘာပေါ်မှာစီကဲအကြီးဆုံး manager တယောက်လို့ပြောရအောင်တိကျတဲ့ကြလုံးနဲ့ ဲ့တော့ဒီ winner ဘက်မှာကြတော့လေဒီထိန်းချုပ်မှုတွေ PR တွေစီကန်းနေရအောက်မှာပဲသူတနေနေရတယ်ပေါ့နော် တခြားယုံတွေထက်လည်းပို့ပြီးတော့စီကန်းတိကျတဲ့ယုံဖြစ်နေအောင်ကလေးဘွားကိုဒါလွတ်လပ်လပ်မဖျက်တမ်းခဲ့ရလို့အတွေ့အကြုံတစ်တည်နေသူလှုပ်ချင်ရလှုပ်ချင်နေဆိုတော့ RB ကတော့အိမ်မှာသူ့ဖေရဲ့စီကန်းနေအပြင်မှာဆိုရင်ကြီးစားရဲ့ထိန်းချုပ်မှုတွေယုံမှာကြတော့အဲ့လို manager မမကြီးရဲ့တတ်မှတ်ချက်တွေနဲ့အဲ့ဂျားထဲမှာပဲသူပိတ်မိသွားတယ်ပေါ့ဗျာနောက်ဆုံးကြတော့သူ့ဘွားကိုသူ့ရဲ့ကိုပိုင်စိတ်ကူးနေတဲ့ဖန်တီးဖို့စိတ်ကူးနေတဲ့ RB ကအဲ့ဒီအချိန်ကြီးကြီးတွေကနေ ဘယ်လိုမျိုးနေထိုင်သွားမလဲဆိုတာကိုဒီဇက်ကားထဲမှာဆိုလို့ရှိရင်ဒါစိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။တရုတ်ချင်အောင်ဆိုလို့ရှိရင်ဒါလူတွေကြားကအသက်ရွယ်ကွာဟာမှုခံချက်ကွာဟာမှုအဆင့်တန်းကွာဟာမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့နားလည်မှုအလွဲတွေအကြောင်းကိုပုံပေါ်ထားတဲ့လုပ်ချင်မှာဖြစ်ပါတယ်။ဒီဇက်ကားကိုတော့ဒါရိုက်တာယာဒက်ခရစ်နာရဒီကနေပြီးတော့မှပို့ပပတင်ဆက်မှုတွေနဲ့ရိုက်ကူးပုံပေါ်ပေးထားတာဖြစ်ပြီးတော့မှမင်းသားအနေနဲ့ဆိုလို့ရှိရင်တော့ Kirity Reddy နဲ့မင်းသမီး ဆရီလီယာတို့ကနေပြီးတော့မှအဓိကပါဝင်ပြုဆောင်ထားတာဖြစ်ပါတယ်။ဒါပြင်ဒီစက္ကမဆိုလို့ရှိရင်တော့မင်းသမီးဂျန်နီလာဒီဆိုဆာကလည်းပါဝင်အားဖြစ်ပေးထားတာဖြစ်ပါတယ်။ရုပ်ချင်းကတော့ကျွန်တော်ရဲ့ Fortune TV ကနေနိုဝင်ဘာလ24ရက်နေ့အင်းလာနေ့ည9:00နာရီအချိန်မှာထုတ်လင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ဒါ Suggested Movie စီစဉ်မှာဆိုလို့ရှိရင်တော့မတူညီတဲ့တွေ့ဆုံမှုတွေအကြောင်းကိုစိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်လမ်းတွေကိုဒီဒီမတ်မှာကြည့်ရှုဖို့အတွက်ပရိသတ်တွေအတွက်ညွှန်ပေးရမှာဖြစ်ပါတယ်။ ဒီရုပ်ချက်နေရာဆိုလို့ရှိရင်လည်းဒါပရိသတ်တွေအတွက်ကြည့်ရှုရတာတကယ်ကိုအကြိုက်တွေ့စေမဲ့ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Stacy Movie Season ကိုတော့အပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV Channel နဲ့ Fortune TV ရဲ့ Application မှာတပြိုင်တည်းကြည့်ရှုနိုင်လို့ Fortune TV ရဲ့ YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်